လိုက်တန်ကိုကြည့်ရှုနေကြတဲ့ရဟန်းရှင်လူပြည်သူအားလုံးတောကခံဝင်ဒီနေ့ကြရင်ကောင်းကျိုးအနန္တချက်ချင်းရပြီကြားမှချမ်းသာကြပါသည်ယခုရာသီဆက်ဝင်းတို့ရွှေပြောင်းလာတာစက်တင်ဘာ25အောက်တိုဘာတရကြာရောက်လာပြီစက်တင်ဘာလရဲ့နောက်ဆုံးရက်နောက်ဆုံးရက်တတ္တပတ်ပေါ့နော်မိုးနောက်ကုန်ပြီး ဟိမန်ဦးဆောင်းဦးကာလအေဂျန်တရားခြင်းနဲ့ဘဝကိုစကြအောင်နော်အားလုံးပြည့်စုံကြပါစေဓနုရာသီဘွားဓနုရာသီဘွားဆိုတာနိုဝင်ဘာ23ဒီဇင်ဘာ27ကြားမှာမွေးဖွားသူတွေပဲဖြစ်တယ်ဒီရာသီဘွားကြီးဟာယခုကာလမှာတော့ကန်စတာအညာဘိုင်းကိုရောက်နေပါတယ် အခက်ခဲများကြုံရတတ်တဲ့တွေးတောဆင်ခြင်လောက်ကైမှုလိုတယ်။ငွေကြေးရင်းနှီးမြှုပ်နှံမှုခြေငါရောင်းဝယ်ပေါင်ကန်ရှောင်ပေးပါ။အဟောင်းတွေစွန့်ပြီး နီလာအစ်စ်ပြောင်းလဲပေးလိုက်ပါ။လက်ဆောင်ကောင်းတရင်ကောင်းတွေလက်ခံရရှိပါလိမ့်မယ်။စမ်းပွင့်တဲ့ချိန်ဖြစ်တဲ့ချစ်သူနှလုံးသားကံကောင်းလိမ့်မယ်။အိမ်တော်ရှင်များတော့အိမ်တော်ပေါ်မှာတက်စာရှိပြီးပါ။ခရီးသွားမှု နိုင်ငံသားသွားမှု တချို့ကိစ္စတွေမှာထင်ငေါ်တာလေးတွေရှိပါတယ်။အစင်မပြေမှုတွေရှိပါတယ်။အရေးကြီးတာအိမ်မှာအတိတ်ကောင်းနမိတ်ကောင်းတဲ့နေထိုင်မှာနနဲ့အာယုံတက်ဆွန်ကတ်နိုင်ရင်တပတ်လောက်ဆွန်ကတ်နိုင်ရင်ဖရာတရားတန်ခါယဟနာများဆွန်ကတ်လူပူဇော်ပေးခြင်းဖြင့်လတ်လပတ်တွေပွင့်သွားပါလိမ့်မယ်။ပိတ်ဆို့နေကြတယ်ကောင်းသွားပါလိမ့်မယ်။ဝိဇ္ဇာမဲ့အဝိဇ္ဇာတော့ဒီကာလတွေမှာ ကျက်သွေးရောင်ခရမ်းရောင်နင်းညူရောင်နှက်ပြရောင်နဲ့အယောင်နှမျိုးသုံးမျိုးရောတာလေးတွေဝတ်ပါတစ်ကိုးချောက်ပတ်လည်များဦးတော့တနင်္လာတောက်ကြများမှာထီထိုးပြီးပါ အရာရာကောင်းမှုတာမုတ်ဒီကာတော်ကြီးတက်စီရွတ်ပြီးတမန်တမုတ်တော်တမန်တမုတ်တော်တမန်တမုတ်တော်ပရိစ္ဆေပါစိတ်ပါဓနုရာသီဘဝမိသားစုများဘေးရန်ကင်းကြမှာချမ်းသာကြပါသည်